မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော် sharing လုပ်တော့ပြီးမှာကခင်မောအပေါ်တစ္ဆာဆောင်စည်းတက်တော်မေယာနဲ့မျက်စောဘုရားဟောကြားတော်မူအပ်တော်ဆန္ဒဂိန္ဓရီဇတ်တော်ကိုပြစ္ဆုတ်ပံဝိတုနဲ့အတိတ်ဝိတုအကြောင်းကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့အဆုံးထိလိုက်ပါနားထောင်ပေးကြပါအောင်ခင်ဗျာပြစ္ဆုတ်ပံဝိတုနတ်နေတကွာတော်လောကကိုစွဆုံးမတော်မူတဲ့ဒီတပည့်ညိုမျက်စောဘုရားရှင်ဒီကပိလဝတ်ပြီးအေးကြီးဒါယုံကြောင်းတော်၌ တရင်တော်နေထိုင်တော်မူစဉ်ခမဲတော်ဒေါက်တာရနမင်းကြီး၏နန်းတော်၌ရာဟုလာမဲတော်ဖြစ်သောရတော်ရယာကိုအကြောင်းပြု၍ဇိုးရင်ပူဆွေးမှုများအေဂျန်ပြောင်းစီတော်ငါမဟာဂိယုနာတော်ဖြင့်တနာငဲညာဆောင်းလျှောက်တော်မူ၍ဤဇာနာကိန္နရီဇတ်တော်ကို ဟောကြားတော်မူခဲ့လေသည်မြတ်စွာဘုရားရှင်သည်ကပိလဝိပ္ပီတို့ကြောက်ရွံ့တော်မူပြီးနောက်ခမဲတော်ဒေါက်တာရနမင်းကြီးနှင့်ဆွေတော်မျိုးတော်တာကေဝင်းမျိုးနွယ်တို့ကအမျိုးနွယ်၌မန်တက်နေမှုကို တဘိုးပြားဒိတ်သာတို့ပြတော်မူပြီးမာမာနများကြလျောင်းဇုံးမတော်မူပြီး၍နောက်တနေ့၌နောက်ပါတန်ဃာတော်များနှင့်အတူတပိတ်တော်ကိုပိုက်၍ကပိလဝိပြီးအတွင်းတို့ဝင်ကာအိမ်စဉ်အတိုင်းစွန့်ရက်တော်မူသောအခါခမဲတော်မင်းကြီးနန်းတော်မှထွက်လာ၍ပြောဆိုအပ်တော်စကားတို့ကိုမျက်စောဖျားကမင်းကြီးဒါတော်ဖြစ်တဲ့ငါဖျားဟာရှေးဝဲတော်မူပြီးကြတဲ့ဘုရားစုစုတို့၏လမ်းစဉ်အတိုင်းပင့်ဖိတ်တို့ဒါရကများမရှိလျင်ဤကဲတို့ပင် ဇောငံကြွားတော်မူပြီးမြတာတော်မူကြရပေတယ်ဟု မိန်တော်မူတဲ့အခါခမဲတော်မင်းကြီးကနောက်တနေ့၌နန်းတော်တို့သာကြွားတော်မူရန်လျှောက်ထားလေ၏ဘုရားရှင်သည် နောက်နေ့၌နန်းတော်တို့ကြွားတော်မူပြီးဒုတော်ဒနာမင်းကြီးအားမဟာဓမ္မပါဠိဆတော်ကိုဟောကြားတော်မူလေ၏ထိုအချိန်၌ရာဟုလမဲတော်ဖြစ်သောယေတော်ရယာမင်းသမီးဟာတိုက်ခန်းအတွင်မှထက်လွာ၍ဖျားရှင်အားတွေးဆောင်ဖူးညွတ်မှုကိုမပြုဘဲသူ၏တိုက်ခန်းအတွင်မှသာနေပြီး မောင်တော်ဖြစ်တဲ့မြတ်ဗုဒ္ဓဟာငါ့အပေါ်တကယ်ပဲတနာငင်းညာတယ်ဆိုရင် ကိုတော်တိုင်ငါ့ရဲ့တိုက်ခန်းကိုကြွလာတော်မူလိမ့်မယ်။ဒီအခါမှပဲငါ့ရဲ့ယင်နဲ့ခံစားရတာတွေကို ထုတ်ဖော်ပြောပြီးဖူးမြော်တော့မယ်ဟုဆုံးဖြတ်ထားကဖယားရှင်ဆွေတော်မျိုးတော်တို့အားတကူပြတော်မူရာတော့ပင်တွားရောက်ခြင်းမပြုဘဲမိမိရဲ့တိုက်ခန်းအတွင်းမှာဒါလျင်ဖယားရှင်အားစိတ်ကောက်နေဟန်ပြု၍ရသော်ဖယားကြွလာတော်မူမည်အချိန်ကိုစောင့်မျှော်၍နေပါတယ်။ ရတော်ရရမင်းသမီးဟာတကယ်တော့ဖះရှင်ပေါ်စိတ်ကောက်နေတာမဟုတ်ပါဘူးဖះရှင်ကပိလဝတ်ပြည်တို့ကြွားရောက်တော်မူလာပြီးဆိုတဲ့ဇကားကိုကြားရစဉ်ကပင်သူများတွေတဲ့ဥအောင်ဖះရှင်နဲ့အရောက်သွားပြီးချောင်းနှစ်တို့ဘလုံးအဘယ်များအထီးကျန်စွာခံစားပြီးနေရတယ်ဆိုတဲ့ဇကားတို့ကိုပြောပြခြင်းနေလိုပါဒါပေမဲ့သူ့ကိုယ်သူငါဟာမောင်းတော်ဖြစ်တဲ့မြတ်ဗုဒ္ဓနဲ့ချောင်းနှစ်ကြီးများတော်ခွဲခွာရေးနေလာခဲ့ရပြီးမှဒီနှစ်ရက်သုံးရက်တို့ကို ဘာဖြစ်လို့မဆောင်နိုင်ရမလဲမောင်တော်ဗုဒ္ဓကိုတော်တိုင်းငါ့ရဲ့တိုက်ခန်းကိုကြွလာတဲ့အခါမှာပဲရင်းနှင်းကခန်းစားချက်တွေကိုအားရပါရထုတ်ဖော်ပြောတော့မယ်ငါ့ကိုမောင်တော်မြတ်ဗုဒ္ဓဒီတခါတော့ပြစ်မထားရစ်တော့ပါဘူးဟုစဉ်းစားမိတဲ့အတွက်ကြောင့်ဘုရားရှင်ပေါ်သိကောက်နေဟန်နဲ့တိုက်ခန်းအတွင်းမှာပဲနေခဲ့တာပါမြတ်စွာဘုရားဟာခမဲတော်ဒေါက်တာရဏမင်းကြီးကိုတရားဟောပြီးတဲ့အခါခမဲတော်ရဲ့အနီးဝန်းကျင်မှာရတော်ရရာကိုမတွေ့မြင်ရတာကြောင့် ဗုဒ္ဓမြတ်စွာဘုရဲ့အတားအဆီးမရှိလူတစ်ပါးတို့ရဲ့စိတ်ကိုတိတတ်တဲ့ဉာဏ်တော်နဲ့ရတော်ရရာရဲ့စိတ်နေစိတ်ထားကိုတီးရတဲ့အခါမှာတော့ရတော်ရရာရဲ့ယင်ထဲမှာလောကပရိဒေဝမိတို့ကိုငိမ့်တက်ပေးလိုတာကြောင့်ခမဲတော်မင်းကြီးအားတပိတ်ကိုယူခိုင်းပြီးအာကာတော်ဝါကဖြစ်ကြတဲ့အရှင်သာရိပုတ္တရာနဲ့အရှင်မောကလန်နှစ်ပါးတို့ကိုတော့ခေါ်ဆောင်တော်မူ၍ရတော်ရရာရဲ့တိုက်ခန်းသူကြွတော်မူပါတယ်။မြတ်ဗုဒ္ဓက ခမဲတော်မင်းကြီးနဲ့အခတော်ဝါကနှစ်ပါးတို့ကိုရတော်ရီယာမင်းသမီးလေးဘလိုပင် ပြုတ်လို့ရေငါဖရားကိုရှ िख ိုးကြော့ပါစေဒါစီဘိဘူမှုကိုမပြုတ်ပါလိမ့်နဲ့ဟူမိတော်မူသားလေရတော်ရီယာမင်းသမီးရဲ့နန်းဆောင်မှာရတော်တရားနဲ့အတူအချံအရံမင်းကလေး၄တောင်းတို့နဲ့မင်းသမီးအပေါင်း1090တို့ရှိကြလေပြီးရတော်ရီယာမင်းသမီးကိုခြံရံကခါးစား၍နေကြလေရတော်ရီယာမင်းသမီးဟာဘောင်းတော်ဖရား သူ့ရဲ့တိုက်ခန်းနန်းဆောင်ကိုကြွလာတော်မူပြီးဆိုတဲ့စကားကိုကြားရတဲ့အခါသူ့အနားမှာခါးစားနေကြတဲ့မိန်းကလေးအားလုံးတို့ကိုမောင်ဖယားအားယိုတီလီစာချင်းမြန်တို့လာကြောင်းဖန်ရီတို့ပြင်ဆွန်ထဲအောင်ပြုတ်လုထားတဲ့ဖန်ရီဆုံးအဝတ်တို့ကိုလဲဝေခိုင်းကဒူကိုတိုင်းလဲဖန်ရီဆုံးအဝတ်ကိုဝေပြီးမောင်ဖယားအလာကိုလဲတဆန့်ဆန့်နဲ့စောင့်မျှော်နေပါတယ်ထိုအချိန်မှာပဲမျက်စောဘုရားရှင်ဒီရတော်ရရာရဲ့တိုက်ခန်းအတွင်းတို့ရောက်လာတော်မူပြီးရတော်ရရာခင်းထားတဲ့နေရာပလင်ပေါ်မှာထိုင်တော်မူတဲ့အခါ ရတော်ရရာမင်းသမီးနဲ့တကွာအချမ်းရံမင်းကလေးတို့ဟာ6နှစ်ကျော်မြောက်ခွဲခွာပြီးနေခဲ့တဲ့ဘောင်းတော်ဒိဋ္ဌရမင်းသားမျက်စောဖရားရဲ့ကြည်လင်အေးများတဲ့တူနိုင်လို့မမီတဲ့မျက်နာတော်ကိုတွေးမြင်ကြရပြီးလမ်းဆွေခဲရတဲ့စိတ်ဝေဒနာတို့ကိုအောက်မထားနိုင်တော့ပဲငိုကြွေးကြလေတော်ဤရတော်ရရာမင်းသမီးဟာဘောင်းတော်ဖြစ်တဲ့မြတ်ဗုဒ္ဓရဲ့ခြေတော်အဆုံးမှာပါးတို့ကိုအပ်ပြီးဘဲပြန်ညာပြန်ပွတ်တက်ခါအားရပါးရငိုကြွေးရှခိုးနေတာကိုခမဲတော်တုတ်တော်နာမင်းကြီးတွေးမြင်ရတဲ့အခါ ချွေးမအလေးမလေးရဲ့ဓာတော်ဖရာအပေါ်ချစ်ခင်မြတ်တာကြီးမားစွာဖြင့်တစ္ဆာဆောင်စည်းခဲ့တာတွေဓာတော်ဖရာတီးစီလိုတာကြောင့်ဓာတော်ခမဲတော်ရဲ့ချွေးမအလေးမလေးဟာဓာတော်ဆုံးခွာထားရတဲ့ရက်ကစလို့ဓာတော်ဟာမဲဝင်တစားတို့ကိုစွန်ပြီး ဖန်ရည်စုံးတဲ့အဝိတ္တကိုဝိယုံပြီးနေတယ်လို့ကြားရတဲ့အခါမှစ၍ချွေးမလေးဟာမင်းသမီးတို့မျက်မျက်နှာတို့တန်ဖိုးထားတဲ့အဝိတ္တကိုမဝိတ္တပဲဓာတော်လေးဝိယုံတယ်လို့ဖန်ရည်စုံးတဲ့အဝိတ္တကိုပဲ ဝိယုံ၍နေခဲ့ပါတယ်။ဒါတော်တို့ဗန်းနန္ဒာတို့ကိုမလင်းကြံတော့ဘူးလို့ကြားရတဲ့အခါမှာဆ ảy ၍လေချွေးမာလီဟာဗန်းနန္ဒာတို့ကိုမလင်းကြံပဲနေခဲ့ပါတယ်။ဒါတော်တို့တရက်ကိုတစ်ထပ်ပဲစားတယ်လို့ကြားရတဲ့အခါမှာဆ ảy လို့ချွေးမာလီဟာတရက်ကိုတစ်ထပ်ပဲစားပါတော့တယ်။ဒါတော်တို့ညောင်ဆောင်ကလေးမှမအိတ်တော့ဘူးလို့ကြားရတဲ့အခါကဆ ảy လို့ချွေးမာလီဟာအောက်ခြေမြေပြင်မှာပဲအိတ်ခဲ့ပါတယ်။ဒါတော်လေးမရှိတော့ပဲတခုလက်မာလီဘဝနဲ့ကြံ့ရင့်နေခဲ့တဲ့အချိန်မှာ အရွယ်တွင်နှုပြူလှပနေတဲ့ကျွေးမလေးကိုလာပြီးတောင်းရန်ကြတဲ့ငယ်ရွယ်နှုပြူသူမင်းသားတထေးသားတို့ရှိကြပါတော့လဲဒါတော်လေးအပေါ့ဒစ္စာတရားကြီးမားစွာနဲ့လာရောက်တောင်းရန်ကြသူမန္တမြကိုအတွေ့အော်မခံပဲဒါတော်လေးပေါ်ဒစ္စာဆောင်ခဲ့ပါတယ်အစာရှိတဲ့ဖြင့်ကျွေးမအလိမ်မာချောလေးရဲ့လင်သားအပေါ်ဒစ္စာဆောင်သည့်ထိန်းသိမ်းပုံများကို ခမဲတော်မင်းကြီးကဒါတော်ဖះရှင်တီအောင်ရှောက်ထားလေတယ်ထိုအခါမြတ်ဗုဒ္ဓကခမဲတော်မင်းကြီးခင်ရတော်ဟာ ငါဖះဖြစ်လာတဲ့ဘဝမှာပင်ငါဖះပေါ်တက်စာဆောင်စီအကျဉ်းနာမြတ်တာကြီးခဲ့တာမဟုတ်ပါဘူး။ဟိုလွန်လေပြီးတဲ့ပါရမီနုစင်အခါတလိษံအမျိုးဖြစ်ခဲ့တဲ့ဘဝမှာပြင်းစင်တုန်းကပင်ငါဖះအပေါ်အကျဉ်းနာမြတ်တာကြီးစွာဖြင့်တက်စာဆောင်စီခဲ့လေတဲ့ဟုမိန့်တော်မူတဲ့အခါတုတ်တော်ဒနာမင်းကြီးကတိလိုပါကြောင်တောင်းမှလျှောက်ထားတာကြောင်ရတော်ရရာရဲ့ရင်တွင်းမှာအပူများငိမ့်လျောင်းအတိတ်ဘဝကအကြောင်းကိုဖះရှင်ဒီ ပြန်ပြောင်း၍ရတော်ရရာရဲ့တိုက်ခန်းအတွင်းမှာပင်ဤဇာနကိန်းသည်ဇတ်တော်ကိုဟောကြားတော်မူခဲ့ပါလေသည်အတိတ်ဝိထုမြတ်တော်ခမဲတော်တုတ်တော်နာမင်းကြီးရေလွန်လင်ပြီးတဲ့အတိတ်ကာလဘာယာနရီပြည်မှာဗြမရတ်မင်းအုပ်ချုပ်လေတယ်အဲ့ဒီဗြမရတ်မင်းဟာတော့လိုက်ပြီးဓာတမင်းတို့ကို ပြစ်ခတ်စားတော့လို့တဲ့စိတ်ဆန္ဒဖြစ်တာကြောင့်ဘာယာနရီပြည်ကြီးကို အမတ်မင်းတို့ကိုအနှင်းပြီးလေးမြတာစတဲ့လက်နက်တို့ကိုကင်ဆောင်ပြီး ဟိမဝန္တာတော်အရင်းတို့ဝင်ရောက်လာပါတယ်ဟိမဝန္တာတော်ကြီးဟာအလွန်အင်မတန်မှကျယ်ဝန်းပြီးတောတောင်ကြီးများစွာရှိလေတယ်အဒီဟိမဝန္တာတော်ကြီးအတွင်းမှာစန္နတောင်လို့ခေါ်တဲ့ငွေတောင်အမြင့်ကြီးတောင်ဟာတစ်ပင်တို့ကိုဇိမ်းလန်းဆူပြေပြီးအလွန်အမတန်မှမြမားလှပေတယ်စန္နငွေတောင်ထိပ်မှာတော့တယောက်နဲ့တယောက်လွန်စွာမှချစ်ခင်မြန်တို့မေတ္တာတစ္ဆာကျင်းနာများကြီးမားကြပြီးစာအတူနေအတူထိုင်အတူအိတ်အတူနဲ့ တခဏသာတစ်ဆက်ကလေးမျှပင်ခွဲမနေနိုင်ကြတဲ့ဆန္ဒကင်နရီဇနီးမောင်နှံနေထိုင်ပါတယ်ဆန္ဒကင်နရီဇနီးမောင်နှံဟာမိုးရာသီအချိန်ကာလမှာတောင်ပေါ်၌သာနေထိုင်ကြပြီးအခြားသောအရက်တို့မတော်ကြလေဘူးထိုစဉ်တစ်ခါကမိုးရာသီကာလမှာတောင်အောက်သို့ဆင်းပြီးလောတောင်ထဲမှာပျော်ရွှင်စွာတွာလာပျော်မြူးကြပြီးကင်နရီမာလီကဗန်းလာလာလေးများကိုတီကုံ၍နေကကင်နရီအဖိုးကဗန်းလာလာမြေများကိုရှာဖွေနေတဲ့အချိန်မှာ မိုးကြီးလေကြီးကြကမထင်မှတ်ပဲရွာတွန်းချလိုက်တာကြောင့်ရေမဝင်တာတော့အတွဲမှာချောင်းရီတို့ဟာတခဏအတွဲမှာပဲရားစွာပြေရှံ၍စီးဆင်းလာပါတော့တယ်။ယတိအခါမှာထိုင်၍ဗန်းဒီကုန်းနေတဲ့ဂိန်းနရီမာလေးနဲ့ဗန်းအရှာထွက်နေတဲ့ဂိန်းနရီအဖိုးတို့ဟာတယောက်နဲ့တယောက်ရဲ့ကြားမှာရှိနေတဲ့ချောင်းမှာရေတို့ကအများကြီးစီးဆင်းလာက လေပင်များလည်းတိုက်ခတ်လာပါတော့တယ်။မကူနိုင်မပြန်နိုင်ကြတော့ပဲတညာလုံးခွဲခွာ၍ ချောင်းရဲ့ဟိုဘက်ဒီဘက်မှာဇိုးရင်ပူဆွေးမှုကြီးစွာဖြင့်ငိုယို၍နေကြလေတယ်။ဂိန်းနရီအဖိုးဟာသူ့ရဲ့ဂိန်းနရီမာလေးများတယောက်တည်းဖြစ်နေလို့အလွန်မှ ကြောက်နေမလားအလွန်ပဲချမ်းနေမလားနဲ့ဇိုးရင်ပူဆွေးနေပါလေ။ဂိန်းနရီမာလေးကလည်းဝိုးကလည်းအယံရွာလေတွေကလည်းအယံတိုက်နေတာကြောင့်မောင်းတော်ဟာနှွေးထွေးမှုမရပဲတယောက်တည်းဘလို့ဖြစ်နေမလဲ။ငါ့ကိုစိတ်မချလို့မရအလွန်ပဲစိတ်တော့ကရောက်နေမလားစသည်ဖြင့် တယောက်အတွက်တယောက်စိုးရိမ်မှုတွေဖြစ်ပြီးချောင်းရီကျသွားတဲ့အထိရောက်နေရက်နေတဲ့နေရာတို့မှာမလွေရှားပဲစောင့်ကြည့်နေကြကတညာလုံးမအိပ်နိုင်ကြပဲဖြစ်နေကြရပါတယ်မနက်လင်းလို့အလင်းရောက်ချေချောင်းရီကျသွားတော့မှတယောက်နဲ့တယောက်တွေ့ကြရပြီးပြေးဖက်ကြကတယောက်ရဲ့မျက်ရည်ကိုတယောက်ကတုပ်ပေးပြီးညကဘလို့နေကြရတယ်လဲစသည်ဖြင့်ပူဆွေးခဲတာတွေကိုလေချင်းသူရှက်ဖက်ကပြောမဆုံးနိုင်အောင်ဖြစ်ခဲ့ကြရလေတယ်။ ဲ့ဒါကြောင့်အင်းနရီဇနီးမောင်နှံတို့ဟာအဒီအချိန်ကစလို့မိုးရင်းကာလမှာဘယ်တော့မှစန္နငွေတောင်ရဲ့အောက်ကိုမဆင်းကြတော့ပဲလူရဲ့အခါကာလရောက်မှသာစန္နတောင်မှဆင်းကြပြီးအခြားသောတောတောင်များတို့နှစ်ဦးသာပျော်ရွှင်စွာစောကစားရင်းတွာလာလဲပတ်ကြပါတော့တယ်။ယခုအချိန်ဟာလေမိုးရာဒီကုံလို့စီးနှင်းများတဖွဲဖွဲကြာနေတတ်တဲ့ဆောင်းရာဒီကာလ ပွင့်လင်းလို့နေတာတဲ့အချိန်အခါကိုရောက်တယ်ဆိုရင်ပဲဇန္နကီနရီဇနီးမောင်နှံတို့ဟာတဦးရဲ့လက်ကိုတဦးကတွဲပြီးပြုံးချွင်နေတဲ့မျက်နှာလေးတွေနဲ့ဇန္နငွေတောင်ကြီးပေါ်မှာဆင်းလာကြပြီးအခြားသောတောင်နှန်းကြီးတွေနဲ့စိန်ဆန်းရီအိုင်ဗန်းမာလာတို့လှပပေါ်များတဲ့နေရာတွေကိုမမောနိုင်မပန်းနိုင်တဲ့ဂန်ရီမာလေးကဂန်ရီဖိုးရဲ့လက်ကိုဆွဲကတချင်းလေးတီဆိုပြီးအရှိမပျော်မြူးဟန်လေးနဲ့ဥဆောင်ပြီးလှဲ့လေတွာလာနေကြပါတယ်။ ဒိုးနောက်မှာတော့စမ်းချောင်းလေးတစ်ခုရဲ့နှစ်ဘေးဒေါ်အဆတ်မှာရှိတဲ့တစ်ပင်နှစ်ပင်တို့ကိုဟိုဘက်နဲ့ဒီဘက်နွယ်ရိုးတို့ဖြင့်တွေ့တန်းချီနှောင်းကဓာတ်ပတ်ခတ်လေးကိုဂိန်နရာအဖိုးကပြုလုပ်ပြီးတော့ဂိန်ဒီမာလေးကလှပတဲ့ပန်းခွေလေးတွေကိုဥကောက်မှာရောလေဘင်းမှာပါဆင်မြန်း၍ဒန်းစီးတဲ့အခါဂိန်နရာဖိုးလေးကလွှဲပြီးပါတယ်။နှုတ်ဦးတော့ဂိန်နရီဇနီးမောင်နှံတို့ဟာဒန်းစီးပြီးတဲ့အခါမှာတော့ဝေပြားလေးတွေတို့ဖြူဖွေးနေတဲ့ဒဲတောင်မြင်ကိုတွားရောက်ကြပြီး ဒဲတောင်မြင်ပေါ်မှာကူးလာတဲ့ပန်းတို့ကိုမှု့ရတဲ့ဖွဲထူထပ်စွာကျဲပြန့်ခင်းပြီးဘန်းကင်းရဲ့အပေါ်မှာထိုင်ကြကဂိန်နရာအဖိုးကဝလုံးတစ်လုံးကိုတီးခတ်က တချင်းဆူပြီးတော့ဂိန်နရီမာလီကသူ့ရဲ့နူးညံ့လှပတဲ့လက်ကလေးတွေကိုဝေးကဆန့်ကနေဂိန်နရာအဖိုးရဲ့အနားမှာကရွေနှစ်ဦးသာပျော်ရွှင်နေကြပါတော့တယ်။သူ့အချိန်တွင်ဘာယာနဒီရဲ့ပြည့်ရှင်မင်းဟာလဲလန်နတို့ကိုကြောမှလွယ်၍ ဟီမဝင်းနာဒေါ်အော့ဒွင်းတို့ဝင်လာပြီးတဲ့နောက်မှာတော့ဒါတမင်တို့ကိုပြစ်ခတ်ဖမ်းဆီး၍နေလေပြီးမှဇန်းချောင်းငယ်လေးတစ်ခုကိုတွေးမြင်ရတဲ့အခါဒေါ်အော့ဒွင်းမှထွက်လာပြီးဇန်းချောင်းနဘေးဒဲတောင်မြင်အတိုင်းအထက်သို့ရှောက်လာပါတော့တယ်။ခကြီးအတော်ချောင်းဆက်ရှောက်လာပြီးမှတနေ့ရအရောက်မှာတော့လေထဲမှာလွင်မျောပါလာတဲ့ဒါယာနာပြောဝဲကောင်းတော့ယောက်ျားတစ်ယောက်ရဲ့တချင်းအတန်ကိုကြားလိုက်ရတဲ့ဆိုရင်ပဲဒေါ်ပဲ၆လာလာနတ်တွေဘလူးတွေကများတချင်းစိုးနေရလားဆိုတော့ကို क्वे ပြအောင် တည်ကျင်လာကြောင်းတဖန်ဒဲတောင်မြင်လမ်းမှာတောအတွင်းတို့ဝင်က တချင်းတန်ကြားရဘက်ကိုဆက်၍ရှောက်လန်းလာခဲ့ပြီး ရှာဖွေနေပါတော့တယ်။အဲ့ဒီအခါမှာတော့ဒဲတောင်မြင်ထက်မှာဗန်းမွေရပေါ်မှာထိုင်၍တချင်းစုံနေတဲ့ဂိညာအဖိုးနေတကွာဗန်းကလေးများကိုတီကုံး၍လပတင့်နေစွာပန်ဆင်ထားပြီးကားခုံပျော်မြူးနေတဲ့ချစ်ခင်ဆွဲလန်းဝယ်ရာ လက္ခဏာဂိနရီမာလေးကိုပါ တွေးလိုက်ရပါတော့တယ်။ပြေမထက်မင်းဟာ ခြုံပိုလေးတစ်ခုရဲ့အကွယ်မှာကားခုံပြောမျိုးနေရှာတဲ့ဂင်နရီမာလေးကိုအတော်ကြောင်ချောင်းမြောင်၍ကြီးရှူပြီးတဲ့အခါမှာတော့သူ့ရဲ့စိတ်ထဲမှာဂင်နရီမာလေးပေါ်လိုချင်တတ်မှတ်မှုတွေနဲ့အတူချစ်ခင်ဆုံးမ၍လာပါတော့တယ်။အဲဒီတော့သူ့ရဲ့စိတ်ထဲမှာဟိုဝလုံးနေပြီးတချင်းဆိုပေးနေတဲ့ဂင်နရာဖိုးကသူ့ရဲ့လင်းယောက်ျားပဲဖြစ်ရမယ်။ဒီဂင်နရာဖိုးကိုလေးနဲ့ခွန်းတက်လိုက်ရင်ဒေါ်တဲ့တောင်ထဲမှာခိုးကိုရမဲသွားမဲ့ဂင်နရီမာလေးကို ဘာယာနဒီပြည်တို့ခေါ်ဆောင်တော့ကမိဖုရားကြီးအရာမှထားလိုက်မယ်ဆိုရင်သူလည်းပြောရွှင်ကျေနပ်လိမ့်မယ်ငါလည်းချောမောလှပတဲ့မိဖုရားရေတနာလေးတပါးလိုရလို့ပို့ပြီးဖုံးတကူကြီးလာမှာပဲဟုဗျမတတ်မင်းကဒွေးတော်ကြံစင်မိတဲ့အခါမှာတော့အတန်မထွက်စီပဲဂိနရီမောင်နှံတို့နဲ့ပိုး၍နီးကပ်အောင်ချင်းကပ်သွားပြီးလေးကိုတင်ကဂိနရာဖိုးကို ပြခွင်းလိုက်ပါတော့တယ်ဂိနရာဖိုးကဗျမတတ်မင်းပြစ်လောက်လိုက်တဲ့အများကြောင့် ပန်းမှုရာပေါ်မှာလဲကြတော့ကဒဏ်ရာကြောင့်တွေးများထွက်လာပါတယ်။အဲဒီအခါဂိနရာဖိုကအင်းငါတော့ဒီမြားဒဏ်ရာကြောင့်တေးရတော့မယ်။ငါရဲ့အဖြစ်ကိုချင်းနှမလေးမတိသေးဘူး။ချင်းနှမလေးငါမရှိတော့တဲ့နောက်မှာတယောက်တည်းဘလို့များဤတော့ဤတောင်ထဲမှာကြံ့ရင်နေခဲ့မလဲ။ငါတေးတော့တဲ့အခါပူဆွေးဒေါခတွေနဲ့အစိုးရင်လုံပြီးနှလုံးများ괴လီမလား။ ါမှမဟုတ်ယူများတွားလိမလားချင်းနှမလေးရဲ့မောင်ကြီးတေးရမှာထက်ချင်းနှမလေးအတွက်ပို့၍စိုးရင်ရပါတယ်ချင်းနှမလေးမောင်ကြီးဟာလေအခုနေဖူးခံထားရတဲ့ပူပြင်းလွန်းလာတဲ့ကြောက်ဖြာဘောကိုမျက်တရွယ်လေးခြာထားလိုက်ရင်တခဏချင်းညှုံနှံတော့ရတယ်လို့ရေနှဲလာတဲ့မျက်ချောင်းအင်းအိုင်တို့ဟာဘူလုံးနဲ့နေတန်းကြောင့်ရေများခန်းချောက်တော့ရတယ်လို့မောင်ကြီးလည်း ဒီညားတန်ရာကြောင်းမကြခင်မှာတေးရတော့မယ်မြမလေးကတော့ဘာမှမတည်သေးပဲကောက်ခုံပျော်မြူးနေတော့ပါပဲလားမြမလေးအတွက်ရှည်ရီဟူမောင်ကြီးစိတ်လေးလာပါတယ်မြမလေးရဲ့ဟူဒွေတော်၍ဂိန်းနရာအဖိုးဟာငိုရင်းလူးလင်ကတတိယတစ်ချက်မရတစ်ချက်ဖြစ်နေပါတော့တယ်အဲ့ဒီအခါမှာဂိန်းနရီမာလေးကကောက်ခုံနေရင် ဂိန်းနရာအဖိုးရဲ့တချင်းတကိုမကြားရတော့မှမောင်တော်ရှိရာဘတ်တို့လှမ်းကြည့်လိုက်တဲ့အခါညာတန်လန်းနဲ့လွေးများပေချံကဗန်းမှုရာပေါ်မှာလူလိန်က ဝေဒနာခံစားနေရတဲ့ဂိန်းနရာအဖိုးကို မြင်တွေ့တွားပါတော့တယ်။ဘဝခါဂိန်းနရာအဖိုးရဲ့အနာကိုပြေးတွားပြီး မောင်ကြီးမောင်ကြီးနဲ့အော်ခေါ်ပါလေော်လေဂိန်းနရာအဖိုးဟာသူ့ရဲ့အော်ခေါ်တံကိုမကြားရတော့ပဲမိမျောနေတာကို တွေးရတဲ့အခါဂိန်းရီမာလီဟာထပ်ပြီး သူ့ရဲ့အတန်ကြဲကြဲလေးနဲ့អော်ပြောလေတယ်မောင်ကြီးချင်းနမလေးကိုပြင်မထားခဲ့ပါနဲ့မောင်ကြီးအမြန်ထပြီးချင်းနမလေးကို စကားပြောလဲပါမောင်ကြီးအဲ့ဒါလိုတည်ခြင်းဟန်မဆောင်ပါနဲ့ချင်းနမလေးကြောက်လန့်ရပါတယ်မောင်ကြီးရဲ့ဟုနှုတ်မှဒန်တာရောင်ရမ်းခေါ်ဆိုပြီးဂိနေရဖို့ကို ဖက်ကဝမ်ပန်တနေငိုကြွေးနေလေတော့တယ်အဲ့ဒီအခါပြမတဲ့မင်းကြီးဟာဂိနေရဖို့တော့ဒေးလောက်ပြီးအခုနေငါသွားပြီးဂိနေရီမလေးကိုမိမတို့မမောလောက်မဲ့ မိဖုရားယာရုကိုပေးမယ်လို့ပြောပြီးချီရေးဆိုဖို့အကောင်းဆုံးအချိန်ပဲဟုတွေးတော်မိကဘုံအောင်နေတော့ချုံပုတ်ထဲမှထွက်လာထိုကဲ့သို့မြမရမင်းကြီးထွက်လာတာကိုဂိန်းနရီမာလီကတွေးမြင်ရတယ်ဆိုရင်ပဲဘယင်မန်းမတိပဲဒီမုတ်ဆိုးဟာငားရွယ်ချစ်လွန်သာတော့မောင်းတော်ကိုလေးနဲ့ခွင်းတက်တာပဲဟုတွေးမိတာကြောင့်လွန်စွာမှကြောက်လန့်ကတော့တောင်ထိတ်ပေါ်တို့တက်ပြေးလေတော်ကြီးထို့နောက်တောင်ထိတ်နဲ့ရက်ကဟဲ့မုတ်ဆိုးကြီးတင်းဟာ ငါချစ်မြတ်လို့ရတဲ့လင်းယောက်ျားကိုအပြစ်မရှိပါပဲလေးနဲ့ပြစ်တတ်တယ်ဒါကြောင့်တင်ဟာလူရုပ်မှာပဲမြားမှန်ပြီးဒေတော်ရတဲ့ငါရဲ့ယောက်ျားအဖြစ်ကိုကြည့်ပြီးငါဆိုရင်ပူဆွေးရတယ်လို့နင်းရဲ့မိဘတွေလည်းအခခတ်တဲ့ဆိုရင်ပူဆွေးကြရပါစေရင်တွင်းမှာရင်ခွဲမတက်ခံစားရတယ်လို့နင်းရဲ့မယားလေးနင်းကြောင့်ရင်ခွဲရပါစေငါရဲ့ချစ်လင်ကိုနင်းကတတ်လိုက်လို့အတက်ရှင်လျက်ငါမမြင်ရတယ်လို့နင်းအဲ့အမေဟာနင့်ကို အတက်ရှင်လျက်မမြင်ရပါစေနဲ့ နင်းရဲ့မယားကလည်းနင်းကိုအတက်ရှင်လဲမမြင်ရပဲရှိပါစေ။ငါရဲ့ချစ်လင်ကိုငါအခုအတက်ရှင်ရဲ့မမြင်ရတော့လို့လို့နင်းရဲ့မယားကနင်းတို့ရဲ့တားသမီးတွေကိုမမြင်ရပဲရှိပါစေ။နင်းနဲ့လည်းရှင်ခွဲခွဲပါစေ။အစရှိတဲ့ဖြင့်ဆန္နာဂိနရီ မာလီဟာမြန်မာတပ်မင်းကိုသူအခုခံစားနေရတယ်လို့ပြန်၍ခံစားရပါစေလို့ဒေါသဖြင့်ပြောဆိုနေလေတယ်။ထိုအခါမြန်မာတပ်မင်းကတောင်ထိပ်ပေါ်မှာရှိနေတဲ့ဂိနရီမာလီကိုလှပလှတဲ့ချစ်နှမလေးဂိနရီ ငါဟာတခြားလူမဟုတ်ဘာယာနရီပြည်ကြီးကိုအစိုးရတဲ့ပြမတ်တ်မဲမဲဖြစ်လေတယ်ဒါကြောင့်တင်းချင်းနမလေးငိုကြွေးကစိုးရိမ်မှုတွေဖြစ်မနေပါနဲ့ငါရဲ့နန်းအင်တို့လိုက်ခဲ့ပြီးမင်းမိမများစွာတို့ကို အချမ်းအယံအစီခံများပြုလုပ်ခိုင်းပြီးတင်းချင်းနမလေးကိုမောင်းတော်ဖြစ်တဲ့ငါကမိဖုရားအရာမြောက်စားပါမယ်အခုငါနဲ့ဘာယာနရီပြည်ကိုလိုက်ခဲ့ပါဟု ပြောဆိုလေတယ်ထိုအခါကိန်းနရီမလေးဟာ က်နက်ဖက်ဖြင့်နားများကိုပိတ်လိုက်ရဟဲ့လူယုံမာကြီးငါရဲ့ချစ်လင်ကိုလည်းတက်ပြစ်တယ်ငါကိုလည်းနင်းရဲ့မယားလုတ်ခိုင်းမယ်တဲ့နင်းယုံမာလားကြီးလားနင်းရဲ့ယာတို့ဂုံရှင်တွေကဘာလို့ရမှာလဲငါကိုနင်းလိုချင်တတ်မှတ်တဲ့အတွက်ကြောင့်ဘာမှအပြစ်မရှိတဲ့ငါရဲ့ချစ်လင်ကိုနင်းကမျှနဲ့ပြစ်တတ်တယ်ငါဟာအတက်အတေခံမယ်ငါရဲ့ချစ်လင်စိတ်နဲ့စန့်ကျင်ဘက်စိတ်ရှိတဲ့နင်းလိုလူယုံမာကိုဘယ်ဘဝရောက်ရောက်မပေါင်းဘူးဟုပြန်၍ပြောဆိုတယ်ဒီအခါမှာမြန်မာတဲ့မင်းဟာ ဂေနရီမာလေးကိုဘလို့ပြင်ဘုရားရောင်တွေးဆောင်ရေးပြောပါတော့လေမရနိုင်မဲ့တီးရတဲ့အခါဘန်းညူရွတ်တောင်စလေရွတ်တို့ကိုစားရတဲ့ဂေနရီမာနင်ဟာတောထဲမှာတယောက်တည်းဖြစ်နေရပြီးကြောက်လန့်စိတ်တွေနဲ့နေခဲ့ပြီးတော့ငါကစေတနာနဲ့ပြောဆိုတာကိုနင်းကအကောင်းမထင်ဘူးနင်းကိုဒီတောထဲကကြားရိုင်းဆင်းရိုင်းတို့ကကြိုက်တက်နင်းချေပြီးတက်ရကြလိမ့်မယ်နင်းမချောက်ရင်တော့နေခဲ့ပြီးတော့ဟုဂေနရီမာလေးကပြောဆိုက အခြားရက်တို့ဆက်၍တွားလီတော်ဤ ဂိန်နရီမာလီဟာမြန်မာတပ်မင်းသူ့ရဲ့မြင်ကွင်းမှာပျောက်သွားတဲ့အခါတဲတောင်မြင်းတို့တဖန်ပြေးစင်းသွားလိမ့်ပြီးမောင်တော်ချစ်လင်ဂိန်နရာအဖိုးကိုမာယူ၍ဝေတောင်ထိပ်သို့တဲဆောင်သွားလိမ့်ကဂိန်နရာဖိုးရဲ့ဦးခေါင်းကိုသူ့ရဲ့ပေါင်ပေါ်မှာတင်၍ထားကပူဆွေးမှုများစွာဖြင့်ကြာမြင့်စွာငိုကြွေး၍နေလေတော့ဤမောင်ကြီးဟိုရင်ကဇာနငွေတောင်ကြီးမာယော၆ကန်းနှစ်ပေးမာယော အတူနေထိုင်ခဲ့ကြတဲ့နေရာဒေသတွေမှာမောင်ကြီးကိုမတွေ့မြင်ရရဲ့ချင်းနှမလေး ဘလို့လောက်ရပါမလဲဘောင်မွေရအထက်မှာ ထိုင်နေတတ်တဲ့မောင်ကြီးကို နောင်နောင်မမြင်ရတဲ့အခါနှမလေးဘလို့လောက်ရပါမလဲဒီတောတောင်ရေတလျှောက်မှာစီးစစ်နေတဲ့ဆိုင်းရည်ကြီးလေးတွေမှာဘန်းတို့ကိုမျောမျောပေးတတ်တဲ့မောင်ကြီးကိုနောင်အခါနှမလေးမမြင်ရရင်ဘလို့လောက်ရပါမလဲဒီဟိမဝန္တာတော်ကြီးထဲမှာရွှေတောင်ငွေတောင်ဗဒမြားတောင်ရှေးဥဆင်းမြများပေါများတဲ့ကနမဒနတောင်စရှိတဲ့မြမလာတဲ့တောင်ထွက်တွေ ရဲအစော်မှာရောက်နေတတ်တယ်။မောင်ကြီးကိုနောက်အခါနှမလေးမမြင်ရရင်ဘယ်လိုလုပ်ရပါမလဲမောင်ကြီးရဲ့။နှမလေးကိုအခုပဲထား၍ကြည့်လဲပါဦး။စသည်ဖြင့်တို့တို့ဒွါလာနေတိုင်းခဲကြတဲ့နေရဒေတာတွေကိုတတိယရနဲ့အောက်မိကဒန္တာပူဆွေငိုကျွေးနေတဲ့ဆန္ဒကင်ရီမာလီဟာမထင်မှတ်ပဲတို့ရဲ့လက်ဖွားပြင်နွနုလေးနဲ့ဂိန်းနာဘိုးရဲ့ရင်ဘက်ကိုဖိမိတဲ့အခါရင်ဘက်ကပူနွေးနေတာကိုအစကတတိမထားမိပဲနောက်မှတတိထားမိရမှာငါရဲ့မောင်ကြီးဟာအသက်မတည်သေးဘူး။ အခုအခါလောကကိုစောင့်ကြကြတဲ့နတ်ဒီဝါတွေကိုတိုင်တယ်ပြောကြရင်ငါရဲ့မောင်ကြီးအသက်ပြန်ရှင်နိုင်တယ်ဟုတွေးတော်မိရဲ့အဲ့ဒီအခါမှာတော့ဇန္နကိနီမလေးဟာလောကပါလာနမင်းများဒီလောကမှာမရှိကြတော့ဘူးလားဒါမှမဟုတ်မိမိရော့ရော့နဲ့နေကြကုန်လားဒါမှမဟုတ်ရင်နေကြကုန်ပြီလားတကယ်လို့ထင်ရှားရှိကြရင်ငါရဲ့မောင်တော်ကိုဘာကြောင့်ပြစ်ထားကြရတာလဲဘာကြောင့်မဆောင်ရှောက်ရတာလဲဟုလက်တို့ကိုတိုင်တယ်ပြောကြလိုက်တယ် ဘဝခါဇနကိနီမာလေးရဲ့ရင်ထဲမှာပူဆွေးတောခါတွေကပြင်းထန်တဲ့အဟုန်ကြောင့်တရားမင်းရဲ့နေရာပလင်ကြောက်ဖြာပူလွန်းလာသည့်အတွက်တရားမင်းကြီးလည်းငါရဲ့နေရာကိုဘဒုကာများလူမလို့ပါလေဟုစိုးရင်မှုဖြစ်ရကြတာကြောင့်နတ်တို့ရဲ့ဓမ္မစကုဖြင့်ဆင်ကျင်ကြည့်လိုက်တဲ့အခါသူ့နေရာကိုလူယူမှာမဟုတ်ပဲကြည်ကြည်ခင်ခင်ချင်းချင်းနာနာနဲ့နေတတ်တဲ့ဂိန်းနရီဇနီးမောင်နှံရဲ့အဖြစ်ကိုတိရှိရပြီးဂိန်းနီမာလေးရဲ့ပူဆွေးတော့ကရောက်နေတဲ့စိတ်ကြောင့် သူ့နေရာပူလာတာကိုသိရလေတယ်။ဒါကြောင့်တရားမင်းကပုံနာတယောက်အတွက်ဖန်ဆင်းကရေကရာအိုးကိုကင်ဆောင်ရေးဂီနရီမာလေးရဲ့အနားတို့ရောက်လာပြီးဟိုးကလေးမာလေးဘာကြောင့်ဒီလောက်ပြင်းထန်လာတဲ့ငိုကြွေးနေရတာလဲ။ဒီလဲနေတဲ့သူဟာကလေးမာလေးရဲ့ဘာတော်ဆက်ပါတယ်လဲ။သူကရောဘာယောကခံစားနေရတာလဲဟုပုံနာကမေးလေတယ်။တို့အခါကင်နီမာလေးကတူတော်စင်ပုံနာကြီးလဲနေတဲ့မောင်တော်ဟာ ကျမရဲ့ချစ်မျက်နှိုးရတဲ့ချစ်လင်ဖြစ်ပါတယ်။ရုံမာတဲ့ဘာယာနရီမင်းကလင်းနဲ့ပြစ်ခတ်တာကြောင့်တွေးများထွက်ခါမင်းမျောနေရတာပါ။သူတော်စင်ကြီးကဲမနိုင်ရင်ကဲမပြီးတော့မူပါ။သူတော်စင်ရဲ့ကျေးဇူးကိုကျွန်တော်မတို့ဇနီးမောင်နှံအတတ်တဆုံးပြန်ဆက်ပါမယ်ဟုလက်အုပ်ကလေးချီကရဲ့ရည်လက်ရှာနဲ့ဂရနရီမာလေးကတောင်းပန်နေတယ်။ထိုအခါတရားမင်းပုံနာကသူ့ရဲ့လက်ထဲကရေကြရအတွင်းရှိနေတဲ့ရေနဲ့ဂိန်းနရာအဖိုးရဲ့ဥကောင်းကို မထောင်စီကိုင်းပြီးလောင်းလိုက်တဲ့အခါမှာတော့အိယာမှာအေးရေးဝပြီးနိုးလာရတူပမာဘာမှခံစားမှုမရှိတော့ပဲဂိန်နရာအဖိုးဟာနိုးထလာခဲ့ပါတယ်ဂိန်နရီမာလေးဟာဘောင်းတော်တတိရလာတာကိုတွေ့မြင်ရတော့အရန်ဝမ်းမြောက်ဝမ်းသာဖြစ်ရတာကြောင့်ပုံနှားကြီးရဲ့ခြေဆုံးကိုသူ့ရဲ့လက်ကလေးနဲ့အုတ်ခါအုတ်ခါကျွန်တော်တယောက်တည်းအဖို့ကင်းမဲ့ရမယ်အဖြစ်ကလူကင်းအောင်ရေးစင်နဲ့ပတ်ဖြန်းပြီးမောင်တော်ရဲ့အတက်ကိုကဲတင်ပေးတဲ့တူတော်စင်ကြီးကိုအရန်ပဲကျေးဇူးတင်ပါတယ် အရှင်ကိုရှ िख ိုးပူဇော်ပါတယ်ဟုပြောဆိုကာအတဏ္ဏရှ िख ိုး၍နေလေတော့ဤဒီတော့ပုံနာကြီးကသူ့ရဲ့ပုံနာအတွင်ကိုဖျောက်ပြီးတရားမင်းအတွင်ကိုပြန်ယူကာဂီနရီတို့ဘယ်တော့အခါမှလူတို့တွာလာမှုပြုလုပ်တဲ့အရက်ဒေတာကိုမတွာကြပါလိမ့်နဲ့ငါဟာကလေးမရဲ့တစ္ဆာဆိုစကားကြောင့်ရောက်လာရတယ်မင်းတို့ဒီဆန္ဒငွေတောင်ပေါ်မှာပဲနေကြပါဘယ်တော့မှတောင်းအောက်ကိုမဆင်းကြပါလိမ့်နဲ့ဟုပြောဆိုမှားကြပြီးသူ့ရဲ့ဗိမ္မာရှိရာကိုပြန်သွားလေတော့ဒီ ဒါကြောင့်မင်းလည်းဗိမ္မာန်တို့ပြန်သွားတော့မှကိန်းရီမာလီဟာသူ့ရဲ့မောင်တော်ကိန်းနရာအဖိုးကို အားရပါးရဖတ်ထားကညားမှန်၍မေလဲနေတဲ့အချိန်မှဆောက်၍ဂျမတ်ဒတ်မင်းရဲ့ပြောဆိုတဲ့စကားများနောက်ဆုံးပူဆွေးရလွန်လို့လက်များကိုတိုင်တယ်ပြောဆိုခဲ့တဲ့အကြောင်းစုံကိုမမောနိုင်မပန်းနိုင်ဖြင့်ကြည်နူးရလွန်၍ညနာပြုံးပြုံးလေးနဲ့ပြောဆိုရှင်းပြပြီးတဲ့အခါမောင်တော်ကိန်းနရာအဖိုးရဲ့လက်ကုဆွဲကစံနှငွေတောင်ကြီးပေါ်မှာပန်းများဖူးဖွင့်ဝေဆောင်နေတဲ့နေရာကိုခေါ်ဆောင်သွားတာက ပြောရွှင်လို့မဝနိုင်တဲ့ခံစားချက်တွေနဲ့အီဇဏငွေတောင်ကြီးမှာပဲအတက်ထက်ဆုံးဘေးရန်ကင်းရှင်းစွာဖြင့်နေထိုင်တွားကြလေတော့တယ်စပောင်းခံရသော်ဘုရားရှင်ကခမဲတော်မြင့်ကြီးရာဟုလာမဲတော်ဟာယခုဘဝမှာပဲငါဖရာရဲ့အပေါ်တစ္ဆာမြတ်တာကြီးမားစွာဖြင့်စောင်းစည်းထိမ့်သိမ့်နေခဲ့တာမဟုတ်ခဲ့ပါဘူးဗလိဆိုင်မျိုးနဲ့ဂေနရီဘဝမှာလည်းငါဖရာရဲ့အပေါ်မြတ်တာတစ္ဆာကြီးမားစွာဖြင့်စောင်းစည်းထိမ့်သိမ့်ခဲ့လေတယ် ခမဲတော်မင်းကြီးယခုဘဝမှာငါဖရာဟာရောက်ဖတော်ဒေဝရက်ယဟန်ဟာပူငါတို့သန္ဓဂိဏီဘဝဖြစ်စဉ်မှာဘာယာနရီကြီးကိုအုပ်ချုပ်ခဲ့တဲ့ယမရက်မင်းဖြစ်ခဲ့လေတယ်။ယခုအခါငါဖရာရဲ့ခြေတော်အဆောင်ကိုပါနဲ့ပုတ်တက်ခါရှခိုးနေတဲ့တယောစင်ကြီးတို့ဒေသဆောင်စည်းတက်လေတို့ယာဟုလာမင်းသားလေးရဲ့မေတော်ရတော်ရဟာထိုစဉ်အခါကဂိဏရာဖူရဲ့အပေါ်အကျဉ်းသာတရားကြီးခဲ့လေတို့သန္ဓဂိဏီမာလီဖြစ်ခဲ့ဘူးလေတယ်။ ယခုအခါတားတော်ဖြစ်တဲ့ငါဖျားကိုတော်တိုင်ဟိုဘဝကညားတံခံခဲ့ရတဲ့ကိန္နရာဖို့ဖြစ်ခဲ့လေတဲ့ဟုဇတ်တော်ကိုပေါင်းတော်မူလေသည်